မနေ့ကကြံတဲ့ပိုင်းလေးဆက်ပြီးတော့မိန်တော်ဘုရားနေရာဆရာတော်ကနောက်ဒီနေ့ဒုတိယပိုင်းမှာဆက်မယ်လို့ဆိုတော့ကြံတဲ့ပိုင်းလေးထပ်ပြီးတော့မိန်တော်ဘုရားအရန်ရှင်းမယ်လို့တော့ပြန်နာထောင်းတယ်ပြန်နာထောင်းတယ်ဒီတော့တပတ်ဒီနဲ့ရည်စီကြောင်းထဲမှာတော့တပံဖြစ်အောင်ဘယ်လိုအထုတ်ရမလဲဆိုတော့တော်တော်ကြီးကိုပြပြန်ပြီးတော့အထုတ်လို့လည်းအလုံးရတာရှိပါလို့ခင်ဗျာ ဒုတိယပိုင်းမှာတော့ဒီတတိတော်ကလောင်စာနဲ့မီးတွဲပြီးတော့လောင်နေတယ်ဆိုတာပေါ့အချင်းချုပ်နေနဲ့ပြောကြပါလေခင်ဗျာရှင်ပြားလဲနာမည်ကြံတဲ့ကာလပါကိုလည်းတာဝေကညာပြည့်နေအားထုတ်နေအောင်ကိုတပီပြိတက်ကိုလည်းပဲအားအင်ပါပါနဲ့ပါဝါကောင်းကောင်းနဲ့တင်ပြပြီးအားထုတ်စေနေအောင်ပေါ့ခင်ဗျာ ဓနာသင်ခရသုံးပါဒီခဏကိုကြီးဟာလောင်စံနဲ့မီးတွဲပြီးတော့လောင်နေတယ်လို့ဘုရားမြတ်စွာဘုရားကမိန်တော်မူပါတယ်ဓနာသင်ခရသုံးဒီတပည့်တော်ဘုရားဓမ္မတွေတပည့်တော်ကနိုင်ငံတကာကပြိဋ္ဌာန်တွေနဲ့တွေ့ချီပြီးတော့နှစ်ပေါင်း30ကျော်လောက် ဘရကူရာမျိုးမိခင်မာကန်တော်ကျောင်းတဲ့ကြီးမှာဆရာတော်ဘုရားကြီးများရဲ့တာဝန်ပေးချက်ရပြီးတော့ကနိုင်ငံသားတွေရောက်လာကြတဲ့တိုင်းတိုင်းပြည်ပြည်ကပေါ်များအရှိအရှတ်တော်ဟာရှာတော့ဟိုအဲရှေ့တော်ဟာရှာဥရောပအမေရိကစကင်ဒီနေဗီးယားဆက်ရှိတဲ့တိုင်းတိုင်းပြည်ကလာကြတယ်နိုင်ငံတကာကစိတ်ဝင်စားပြီးတော့ကျမကို internationalize လုပ်ပြီးပြောရတာတချို့ဟာ nationalize လုပ်ပြီးတော့ဓမ္မကို nationalize လုပ်လိုက်တဲ့ခါကျကျန်တော့တာကျာတာကြီးလို့ကျေတော့အဲ့ဒီနေရာမှာတတိတော့ပြောချင်တာဒီခန္ဓာကိုယ်ကြီးရဲ့လို့ပဲတတိတော့လို့ရခန္ဓာကိုယ်ကြီးကသူကဒီဘယ်နေရာမှာပဲမွေးမွေးပဲဒေသမှာပဲမွေးမွေးယောက်ျားဖြစ်နေပဲမွေးမွေးမိန်းမဖြစ်နေပဲမွေးမွေးတာဒါရီအကြီးမကြီးဘူးဒီခန္ဓာကိုယ်ကြီးကမွေးပွားလာတယ်ကနောင်စာနဲ့မိတွဲပြီးတော့လောင်နေတယ်ဆိုတာ အဲ့ဒါမျိုးဆိုရတဏ္ဍာသင်္ကေတုံမှာအတိအကျဟောပါတယ်အဲ့တော့ဒီလိုလိုကတရားရှုတဲ့ခါကျတော့ဒီခန္ဓာ၅ပါးလောင်စာဆိုတာကိုအရင်ဆုံးနားလေရတယ်ခန္ဓာ၅ပါးဟာလောင်စာကြီးဆိုတာကိုအရင်ဆုံးနားလေရတယ်အဲ့ဒီလိုတရားအထုတ်ပြီးဆိုရပါလို့ဗျာဟုတ်ကဲ့ကျန်ရလျှောက်တယ်ဒီပြဲ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  တိတံလေးကိုပြက်ပြက်ရှောက်ရှောက်နေတယ်။ရှောက်နေတဲ့ကြားထဲကတိပြက်တိပြက်နဲ့ရှုနေတဲ့ကြားထဲကတိပြက်တိပြက်နဲ့ရှုနေတဲ့ကြားထဲကတစ်ခါတည်းမှာဒီစိတ်ကအပြင်ကိုရှောက်ထွက်သွားပြီးတော့စူပါမားကတ်နဲ့ရောက်ချင်ရောက်ပါမလို့ရံပုံရဲ့အနေထားနဲ့ဆက်တော့မာကတ်ဖိုးလို့လည်းရောက်ချင်ရောက်တာပါဗျာ။အဲမြန်မာပလာဇာနဲ့ရောက်ချင်ရောက်တာပါဗျာ။မာကတ်ပလေးစ်ကိုလည်းရောက်ချင်ရောက်ပါရံပုံရဲ့အတုံးနှောင်းနေတယ်ဒိတ်နေရတယ်ဒါဆော့ရောက်ကြတော့ဒီလိုတော့တစ်ခါ တို့စားစရာတောက်စရာဝယ်တာအဲဆုံးကပ်ဖို့ဝယ်တာအတင်းနံဝယ်တာအဲဒီအဲ့ဒီကိုရောင်းချက်ပြုတ်လဲရောက်ခဲ့အဲ့ဒီလိုမျိုးချီတင်းပြက်တင်းပြက်တင်းပြက်နေအာထုတ်နေရင်မှပဲဒီစိတ်ကဖြတ်ဆုံးမှမတင်နိုင်ဘူးထွက်သွားအဲ့ဒါဘေးထွက်သွားတဲ့စိတ်ကိုမြို့လာအဲ့ရှုမှာမတိရဲ့လို့ထွက်သွားရင်တော့မှသိတဲ့အချိန်မှာပြန်ရှုရမယ်အဲ့ဒီစိတ်ပြီးဝိညာဉ်နဲ့ခန္ဓာပဲ ဒီတိပြက်တိပြက်ကလည်းပဲတိစိတ်တိစိတ်ကလေးရဲ့ဝိညာဉ်နဲ့ခန္ဓာပဲအဲ့ဒီဝိညာဉ်နဲ့ခန္ဓာဆိုတာလောင်စာလေးပဲအဲ့လောင်စာလေးကတောင်းလျှောက်ဘုံတော့မှရှိနေတယ်ပြောလို့မရှိရင်အဲ့လောင်စာတက်ကမီးတဲ့တွတ်တွတ်လောက်နော်တွတ်တွတ်လောက်အဲ့တော့အဲရှုနေရင်လည်းအဲဘုန်းကြီးတပည့်တော်ရဲ့တပည့်တွေတွေကပဲထားပါတော့ခင်ဗျသူတို့ market place ကိုရောက်သွားတယ်အဲ့ဒီချိန်မှာသူက အချိုးစားခြင်းနဲ့တဏှာလေးဖြစ်ခဲ့။အဲ့ဒီအချိုးစားခြင်းနဲ့တဏှာလေးဖြစ်ပြီးတော့မှအချိုးစားခြင်းစီပေါ်လာပြီးတော့အဲ့ဒီအချိုးကိုဝယ်မယ်လို့စိတ်ကြီးနဲ့မဝယ်ဖြစ်ခဲ့ဘူးဆိုကြပါစို့။သူကတရားလည်းပဲနားနေတာကိုဒီထဲမှာဒီတရားသင်တာလည်းရှိနေတော့အဲ့ဒီအချိုးစားခြင်းနဲ့လောဘလေးပေါ်လာတယ်။အချိုးစားခြင်းနဲ့လောဘလေးအချိုးစားခြင်းနဲ့လောဘလေးကြောင့်အချိုးစားခြင်းစိတ်ကလေးပေါ်လာတယ်။အဲ့ဒီအချိုးစားခြင်းစိတ်ကလေးကဝိညာဉ်ရဲ့ခန္ဓာပဲ။ အဲ့ဒီဝိညာဉ်ရဲ့ခန္ဓာကြီးကလောင်စာဗျာအဲ့ဒီလောင်စာကိုဘယ်ကလာဘယ်သူနဲ့တွဲပြီးလဲလို့လဲစားခြင်းနဲ့လောဘနေနဲ့တွဲလောင်အဲ့ဒီလောင်နဲ့လောင်စာဆိုတဲ့စားခြင်းစိတ်ကလေးရယ်စားခြင်းနဲ့လောဘလေးရယ်စားခြင်းနဲ့လောဘလေးဟာစိတ်တိတ်ဖြစ်တယ်သင်္ခါရခန္ဓာစားခြင်းစိတ်ကစားခြင်းစိတ်ကဝိညာဉ်ရဲ့ခန္ဓာဖြစ်တယ်အဲ့ဒီစိတ်ဒီစားခြင်းစိတ်ဆိုတဲ့ခန္ဓာလေးကိုဒီဘက်ကလောဘဆိုတော့မီးလောဘမီးပေါ့စားခြင်းနဲ့လောဘလေးကမီးအဲ့ဒီမီးနဲ့ပြောတွဲတွဲပြီးတော့လောင် နောင်တဲ့ခါကျတော့တော်တော်စားတတိမထားဘူးမရှုဘူးဆိုရင်အဲ့ဒီအချိုစားခြင်းချိုစားခြင်းလို့အချိုစားခြင်းလေးဖြစ်တယ်အချိုစားခြင်းလေးဖြစ်လို့အချိုဝယ်လို့ရမယ့်နေရာရောက်အောင်သွားတယ်အချိုကိုဝယ်စားတယ်ထပ်ခါထပ်ခါစားတယ်မရှုဘဲနဲ့စားတယ်အဲ့ချိန်မှာအချိုစားခြင်းသိလို့အဲ့ဒီအချိုစားခြင်းလို့ sugar craving လို့ခေါ်တယ် sugar craving လို့အဲ့ဒီ sugar craving ကြီး စီဂျူယောဂဖြစ်ဖို့ရအတွက်အကြောင်းတရားပါလို့အိပ်ပံကဆိုးတယ်ဗျ။အဲ့ဒီစီဂျူယောဂဖြစ်စီတဲ့အကြောင်းတရားအချိုစားချင်တဲ့လောဘလေးကမီးဗျ။ယောဂစားချင်စိတ်လေးပေါ်လာတာတော့တော့ဗျ။သူတို့နှစ်ခုတွဲတွဲပြီးလောင်ပြီးတော့မှပြီးတော့အချိုတွေကိုတော့တော့ဝယ်ပြီးတော့စားတာပေါ့ဗျ။တတိနဲ့လို့စားတယ်ဆိုတော့ဘာဖြစ်လဲ။အချိုတွေများလာပြီးတော့သွေးထဲမှာ blood glucose တွေစီးဆင်းအားတွေပိုများလာတယ်။သွေးထဲမှာ blood glucose တွေစီးချင်စီးဆင်းအားတွေပိုများလာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ ကြာကြာသတိမကပ်ဖဲနဲ့ဒီအချိုစားခြင်းအချိုစားခြင်းလိုက်စားခြင်းစိတ်ပေါ်လာလိုက်တော့ဝယ်စားလိုက်အချိုစားခြင်းလိုက်စားခြင်းစိတ်ပေါ်လာတော့ဝယ်စားလိုက်နဲ့တန်တရားလဲပြီးတော့မှစားပါများလာတဲ့ခါကျတော့စိတ်ကြိုတွေဖြစ်လာစိတ်ကြိုရောဂါတွေဖြစ်လာအဲ့ဒီမှာတတိယရောဂါလောင်စားတဲ့မိတွဲပြီးတော့လောင်နေပါလားဒီအချိုစားခြင်းလို့အချိုစားခြင်းစိတ်ဝိညာဉ်နဲ့ခန္ဓာဒီမိတဲ့ကိုကြာလာတယ်ကြာအချိုစားခြင်းလို့အချိုစားခြင်းစိတ်ဝိညာဉ်နဲ့ခန္ဓာဒီလောကမိတဲ့ကိုကြာလာတယ်ကြာလာတယ် ်ရှုရရှုရနေဆက်နေအောင်ရှုရရှုရဒီလောင်စာကိုဖယ်ရမှာပါလားဒီလောင်စာမရှိမှသာဒီဘက်ကမြည်ရလေဆွဲလောင်လို့မရမှာပါလားဒီဘက်ကမြည်ရလေငိမ့်မှာပါလားတပည့်တော်ကဒါဒုတိယသင်ဤအချင်းချုပ်ပေါ့နော်အဲ့တော့သူကအချူစားရည်စိတ်ကလေးကဝိညာဉ်ရဲ့ခန္ဓာဖြစ်တဲ့လောင်စာဖြစ်တဲ့သူကအချူစားရည်နေတာလေးကလောဘလေးဖြစ်တဲ့အဲ့ဒီလောဘနဲ့လောဘဆိုတဲ့မီးနဲ့နော်ဒီဘက်ကလောင်စာအချူစားရည်နေတယ်လို့မှာတွတ်တွတ်လောင်ပြီးတော့မှမစီချိုးဆိုတဲ့ဒုက္ခရရတယ် ီချိုရတာဒုက္ခဒုက္ခဖြစ်သွားတယ်အဲဒုက္ခဒုက္ခမရှိအောင်ရှုလို့မရဒီစီချိုကိုဖြစ်စေတတ်တဲ့သင်္ခါရဒုက္ခဖြစ်ပြီးစီချိုစားစီအချိုစားခြင်းစိတ်လေးကိုဝိညာဉ်နဲ့ခန္ဓာဖွဲ့ပြီးတော့ရှုလို့ရှုတယ်အဲ့တော့စီချိုတမများအနေနဲ့ဆိုလို့ရှိရင်ဒီစီချိုမဖြစ်ရအောင်စီချိုအချိုကိုစားခြင်းနဲ့ sugar craving ကိုရှုခန္ဓာဖွဲ့ပြီးတော့ရှုရင်ရှုတော့မယ်လည်းပဲချိုစားခြင်းစိတ်ဖြစ်တဲ့ အချိုစားခြင်းနဲ့ဝိညာဉ်နဲ့ခန္ဓာကိုရှုရင်ရှုအဲ့ဒါလို့မဟုတ်ရင်အချိုစားခြင်းနဲ့ sugar craving နဲ့ဟလာဝိစိတ်စားခြင်းစိတ်နဲ့တွဲပြီးတော့မှသောသောထက်ခါထက်ကဝယ်စားတဲ့အတွက်ကြောင့်မဟုတ်လို့အဲ့ဒီမှာစီချိုဆိုတဲ့ဒုက္ခဒုက္ခထားရတယ်အဲ့ဒုက္ခဒုက္ခဒီတရားမရှုပေါင်းဘူးစီချိုမဖြစ်ခင်စီချိုကိုဖြစ်စေတတ်တယ်သင်္ခါရဒုက္ခဖြစ်တဲ့စားခြင်းစိတ်သင်္ခါရဒုက္ခဖြစ်တဲ့စားခြင်းစိတ်တို့ရင် စားခြင်းနဲ့လောဘတဏ္ဏအဲ့ဒါလေးကိုခန္ဓာဖွဲ့ပြီးတော့ စာချင်းတွေကလောင်စာပေါ့ဗျာဒီကစာချင်းတွေနဲ့လောဘတွေကမီးပွားလေးပဲဒီနှစ်ခုတွဲလောင်တဲ့အချိန်ပါစာချင်းတွေလေးလည်းရှုပါစာချင်းနဲ့တဏှာလေးကိုလည်းရှုပါရှုရှုသွားမယ်စာချင်းတွေဖြင့်တခါတခါရှုစာချင်းတွေဖြင့်တန်းရှုအချိုးမစားနဲ့အချိုးမစားပြီအောင်အဲ့ဒီစာချင်းစိတ်ကလေးကိုအနှိမ့်ဆက်ဒီစာချင်းတွေကနှိမ့်ဆက်ပြီးရှုလိုက်တော့မရှိတော့ဘူးအဲ့ဒါကြောင့်ဒီမီးပွားလေးရောက်ဖားတဲ့ဆိုကြည်ကြည်သွားတယ်။မက်မက်ကတိစားအောင်။မတမရင်းကမတင်ကပ်အစားကြီးကမက်ကစားဒီမီးပွားလေးကကြည်ကြည်သွားတယ်။ကြည်ကြည်သွားတယ်ဒီကကလောင်စာနဲ့လောင်လောင်လောင်လို့ပြောတယ်။ စိတ်ကြိုယောဂကြည့်အောင်မဖြစ်နိုင်ဘူးဘာကြောင့်မလို့စိတ်ကြိုယောဂတွေများနေလို့သူတို့ပြင်ဒီ super craving နဲ့အစာရှုမယ်အဲ့လိုပုံရင်လည်းရှုရပြီးစားခြင်းနဲ့အစိတ်ကိုစားပြီးတော့ရှုမယ်စားခြင်းစိတ်ကြောင့်အချိုးတွေထပ်ထမစားခဲ့နဲ့ရှုနိုင်အောင်ရှုမယ်ဆိုရင်တော့အဲ့ဒီစိတ်ကြိုဒုက္ခတတနိုင်မှာကြောင်းသူတို့ကတော့စာတမ်းများနဲ့အရင်ဘုရားသိပ္ပံနဲ့ modern သိပ္ modern science နဲ့ဘုရား science နှစ်ခုကိုပူးပေါင်းပြီးတော့အဲတတိတော့ရှင်းပြလိုက်ရပါတယ်ခင်ဗျာ 老时候你心里啊，我包里面，我家里面都填满了，你妈跟瞧妈